ဲ့ lymphatic system အဲ့ lymphatic system မှာဆိုရင်ဒီမကြီးတို့တွေးကြောလေးတွေလိုပဲခန္ဓာကိုယ်အနက်ကိုသွားနေတာအဲ့တော့ lymphatic system ကဘာလဲဆိုတော့ lymphatic system ကိုတကယ်တော့ဘာလို့ခေါ်တယ်လဲဆိုတော့ lymphoid system လို့ခေါ်တယ်။အဲ့တော့သူကဘာ system နေနဲ့ system နေမှာလဲဆိုတော့ခါကြတော့ဒီမှာ immune immune ဆိုတာကြခုခံအားစနစ်ခန္ဓာကိုယ်ကနေခုခံမှာ circulatory system နဲ့လည်းဆက်ဆက်မယ်။ဘာဒီပါလဲ circulatory system ကဆိုရင်ရှင်ရှင် တွေးတွေစီစဲမှာအဲ့တော့တွေးတွေစီစဲမှာအဲ့ဒီရတွေးတွေမှာဘာတွေပါလဲတွေးတွေကဘာတွေနဲ့ဖွဲ့စည်းထားရလဲတွေးနီဥရဲ့တွေးဖြူဥရဲ့အဲ့ဒါဆိုอืมတွေးနီဥရဲ့တွေးဖြူဥရဲ့နှစ်ခုတယ်လားကဲဘာတွေပါသေးလဲအောက်ဆီဂျင်အဲအောက်ဆီဂျင်ဟိုကြောင့်တွေးနေဦးလေးတွေကတည်သွားတာတကယ်တမ်းကဒီရဲ့ blood တွေကိုဖွဲ့စည်းထားမယ်ဆိုဒီချဲတော့၄ခုပြောခဲ့တယ်အရင်တင်ခန်းစာတုန်းကအဲတော့တွေးနေဦးရဲ့တွေးဖြူဦးရဲ့ကဲနောက်နှစ်ခုကဘာဖြစ်ပါမလဲထင် ကဲကျောင်းခဲ့လား plasma နဲ့ platelets ဟုတ်ပါရဲ့အဲ့တော့ဒီမှာဆိုရင် lymphatic system နဲ့ဒီရဲ့၄ခုတည်းကဘယ်ကောင်နဲ့ဆက်ဆက်မယ်လို့ထင်လဲ platelets လားကျ players ကကြာတွေးခဲအောင်လုပ်ပေးပါလေဒီရဲ့ lymphatic system က immune system အရေးကြီးရဲ့ immune system ရဲ့အစိပ်ပိုင်းဖြစ်တယ်ဆိုတော့ခါကြောင်ဒီလေးခုတည်းက immune system နဲ့ကဘယ်ကောင်ကဆက်ဆက်မယ်ထင်လဲကဲအဲ့ဒါဆိုရင် red blood င်းဟုတ်တယ် white blood cell ဆက်ဆက်မှာ twin new လေးတွေကကြာ twin function ကပါလဲ အောက်ဆီဂျင်တဲ့อืมအောက်ဆီဂျင်နေကောင်နာအောက်ဆိုက်တည်တယ်မှာအဲ့တော့ဒီကောင်ကအောက်ဆီဂျင်တဲ့တာကောင်နာအောက်ဆိုက်တည်တာကြတော့ဒီရဲ့ immune system နဲ့မဆိုင်ဘူး immune system ကကြာခုခံမှာတိုက်ခိုက်မှာတိုက်ခိုက်မှာဆိုတော့ခကြာသူက white blood cells လေးနဲ့ဆိုင်နေအဲ့ဒါကြောင့်မို့သူက circulatory system ရဲ့ complementary ဖြစ်တယ်ဆိုပြီးတော့မှရေးထားတာအဲ့တော့ဒီရဲ့ lymphatic system မှာဘာတွေပါမလဲဆိုတော့ခကြာဒီချေရဲ့ lymph ဆိုတော့ခကြာဒီရဲ့ဒါကပြန်ရေကြောအဖွဲ့စီဆိုတော့အရေကလေးတွေပါမယ်ပြန်ရေပါမယ်အဲဒီရဲ့ lymph လေးတွေက အရင်လေးတွေကဘယ်ကနေစီစဉ်มาလဲဆိုတော့တွေးကြောလေးတွေ black vessel လို့ဝဲဒီရဲ့ limb ဟိုဟာလေးတွေအရင်လေးတွေကိုတည်သွားမယ် lymphatic vessel လေးတွေပါမယ်ပြီးတော့ lymph nodes တဲ့မြဲပြီးတော့ associated organs တဲ့အဲတူနဲ့တက်ဆိုင်တဲ့ organs တွေရှိမယ်အဲ့တော့ဒီပုံလေးထဲမှာဆိုရင်တူနဲ့တက်ဆိုင်တဲ့ organs လေးတွေကဘာတွေဖြစ်မလဲဘယ် organs ကိုမြင်မှုလဲ thymus gland thymus gland က hormone ထဲမှာကြာဘူး endocrine တော့ကကြာဘူးခဲ့တယ်မလား S clan splin တောက်ဆောင်ဆိုတာကြတချေတို့ရဲ့ ID ကိုပြောတာအဲအဲ့ဒီရဲ့ associated organs တွေပါမယ်တဲ့အဲ့တော့ဘာတွေပါမလဲ lymph nodes တွေ lymph vessels တွေဒီရဲ့ lymph vessels တွေတဲ့ကိုဖြတ်သွားမယ် lymph နေနောက်တစ်ခုက associated organs တွေပါမယ်အဲ့ဒါတွေကဘာအတွက်လဲဆိုတော့ခါကြတော့တချေတို့ရဲ့ဒီရဲ့ tissue ဓာတ်နေပြီးတော့မှပုံနေတဲ့အရည်တွေဒီရဲ့ fluid တွေကိုတို့ပြန်ယူလိုက်တာဒီရဲ့ဟိုဟာလေးတွေကဒီ lymphatic vessels လေးတွေတဲ့ကိုရှာအောင် စိတ်ဝင်အောင်လုပ်လိုက်တာလုပ်ပြီးတော့မှ तू ကဘဲကိုပြန်ပို့မလဲဆိုတော့ခါကြောက်သွေးထဲကိုပြန်ပို့လိုက်တယ် function ကဘာလုပ်သေးလဲဆိုတော့ခါကြောက် fat တွေကိုစုံမယ်တဲ့အဲ့တော့တချို့တို့ digestive system လုံးကအစာတွေကို digestive system ဘယ်နှမျိုးရှိလဲနှမျိုးပါ Okay နှမျိုးပါနဲ့ပါလဲ chemical နဲ့ chemical နဲ့ မက်ကနီကယ်ခမီကယ်နဲ့မက်ကနီကယ်မက်ကနီကယ်ဆိုတာဒီချေတို့တွားရဝါလိုက်တာအဲ့ဒါကြတော့မက်ကနီကယ်အဲ့တော့ခမီကယ်ဆိုတာကြတော့ enzymes တွေတုံပြီးတော့မှ digestion လုပ်တာအဲ့တော့ enzymes တွေတုံပြီး digestion ကဘယ်နေရာတွေမှာလုပ်လဲမမိလားလာကြရအောင် อืมဟုတ်တယ်အစာအိမ်မှာလုပ်တယ်ကဲအစာအိမ်ကနေခြေဖြတ်ပြီးတော့မှဦးလန်းချောင်းကိုရောက်မယ်အဲ့တော့အစာအိမ်ထဲကနေမကြည်တဲ့ဟာတွေကဥမာပြန်ပြီးတော့မှဆက်လုပ်တယ်အဲ့တော့ဥမာဆိုရင် liver ရော pancreas တို့ ਆ enzyme တွေ enzyme တွေနဲ့ခြေဖြတ်တယ်အဲ့တော့ absorption ကအဓိကဘက်မှာလုပ်လဲခြေဖြတ်ထားတဲ့ nutrients တွေကို absorption ကအဓိကဘက်မှာလုပ်လဲ intestine မှာခြေဥလန်းချောင်းကို ဟုတ်တယ် intestine ဥလန်းချောင်းမှာလုပ်တယ်အဲ့တော့ intestine ဥလန်းချောင်းကနှစ်ခုပိုင်းထားတယ် small intestine နဲ့ large intestine အဲ့တော့ nutrient တွေကို absorb လုပ်တာ small intestine လား intestine လား large intestine လား large လား small လား small อืม small intestine small ဟုတ်တယ်အဲ့ဒီမှာ तू อ่ะဒီရဲ့ဟာလေးကို absorb လုပ်တယ် nutrients တွေကိုအဲအဲ့လိုပဲဒီမှာဆိုရင်လေအဲ့ဒီ nutrient တွေကို absorb လုပ်တဲ့ချိန်မှာ fat acid တွေကို absorb လုပ်မှာဘယ်ကောင်က absorb လုပ်မှာလဲဆိုတော့ဒီရဲ့ lymphatic system က absorb လုပ်မှာအဲတခြား nutrient တွေကကြာတော့ဒီရဲ့ blood vessel လေးတွေက small intestine ရဲ့ feline လေးမှာရှိတယ် capillaries လေးတွေကနေပြောမှာ absorb လုပ်သွားတယ် fat acid တွေကိုကြာတော့ဒီရဲ့ lymph vessel လေးတွေ lymphatic vessel လေး တွေက absorb လုပ်မှာနောက်တစ်ခုကကြတော့ defending နဲ့ body against infection နဲ့တူ infection တွေဝင်လာရင်ဒီရဲ့အပြင်ကနေရောဂါဖြစ်မဲ့ကောင်းတွေဝင်လာရင်ဆိုရင်တူကာကွယ်ပေးမယ်တဲ့အဲ့တော့တူရဲ့ function က၃ခုရှိရဲ့အတိကလေးကိုကြည့်အောင်ဒီဟာလေးမှကြည့်မယ်ဆိုရင်တခြားတို့တောက်ဆဲလ်ဆိုတာကြတော့ RD လေး RD လေးဆိုတော့ခါကြတူဒီရဲ့လက်ချောင်းထဲမှာရှိမှာ အဲနောက်တစ်ခွကျတော့ lymph node lymph node ဆိုတဲ့ဟာလေးပဲကြီးစီလို့ပုံစံလေးရှိရအဲ့တော့ lymph node လေးတွေကဘယ်မှာရှိမှလဲဒီလိုဂျားတွေမှာရှိမှဒီမဲ့ဒီလိုကိုေးတဲ့ဟာတွေဒီမဲ့ပေါင်ဂျားတွေဂျိုင်းဂျားတွေလက်ပင်းတွေအဲအဲ့လိုမှာအဓိကရှိမယ်အဲ့တော့ spleen ဆိုတာအကြတရားလေးရာပေါ်လေးမှာရှိမယ်အဲ့တော့ဒီချေတို့ဒါလေးကကြည့်အောင် thymus thymus gland လေးရာလေးဒီချေတို့ endocrine တော့ငါတင်ခဲ့တယ်ဒီရဲ့ ရင်ဘက်ဟွာလေးမှာရှိမှာအဲ့တော့ timers ကကြတော့ chero ရဲ့ chels ဒီရဲ့ရင်ဘက်မှာရှိမယ်ဘယ်မှာလဲဆိုတော့ခါကြဒီရဲ့ရင်ညွန့်ရိုးတွေရဲ့အောက်မှာတူတာရှိမှာဒီရဲ့ timers လေးကတူတာဘယ်ချိန်မှာအရင်အလုံးလုံးမှာလဲဆိုတော့ခါကြတော့အရွယ်မရောက်သေးရင်ဆိုတော့ property ဆိုတော့အချိန်ထိ14နှစ်လောက်ထိတူတာ most active အလုံးအရန်လုံးပါအဲ့တော့ဒီရဲ့ time mask ကဘာကြောင့်မို့ lymphatic system မှာပါလဲဆိုတော့ဒီရဲ့ time mask ကနေဘာထုတ်လဲဆိုတော့ခါကြဒီမှာ white blood cell white blood cell တွေကတမျိုးဖြစ်တဲ့ T cell ဆိုတဲ့ဟာလေးကိုထုတ်တာအဲ့တော့တချို့တို့ဒီရဲ့ white blood cells တွေမှာလည်းနာမည်တွေနဲ့အများကြီးရှိရဲအဲ့ဒီအများကြီးကလည်းသူတို့ရဲ့အလုံးဆောင်ချက်တွေရှိရဲအဲ့တော့ဒီရဲ့ time mask ကအဲ့ဒီရဲ့တွေးဖြူအမျိုးအစားတွေကဘာ cell လေးကိုထုတ်မှာလဲဆိုတော့ T cell လို့ခေါ်တဲ့ဟာလေးကိုထုတ်မှာအဲ့တော့ T cell လေးကဘာလုံးမှာလဲအဲ့တော့ fashion နေလာလဲအလာရင်သူတို့ကတိုက်ထုတ်တဲ့ဟာတွေကိုလုပ်မယ် အဲ့တော့နောက်တစ်ခွက်ကြာပါရှိအောင်မလဲဆိုတော့ခါကြ limb nodes ဒီမဲ့ limb nodes အဲ့တော့ဒီ limb nodes လေးတွေကဘာကြောင့်မရှိရလဲဆိုတော့ဒီရဲ့ limb vessel လေးတွေကသူတို့ limb nodes လေးတွေကိုဖြတ်သွားရတယ်ဖြတ်သွားရရင်ဒီရဲ့ limb nodes ကကြတော့အဲစကားလေးလိုစစ်ထုံပါအဲ့တော့စကားလေးလိုစစ်ထုံမှာဘာလေးကိုစစ်ထုံမှာလဲဆိုတော့တချေရိုးစီရလာတဲ့ခန္ဓာကိုယ်ယောဂဖြစ်စေမဲ့ cell တွေပြီးတော့ဒီရဲ့ပြက်သွားတဲ့ cell လေးတွေ cancer cell လေးတွေကိုတူအား clear လုပ်မှာစစ်ထုံမှာအဲ့ဒါ ဖြင့်သူကဘာလဲဆိုခါကြတဲ့ white blood cell ဖြစ်တဲ့ lymphocyte နဲ့တခြား immune cell ရဲ့เนาะခုခံအားမှာပါတဲ့ cells တွေကိုလည်းသူကတူလောင်ထားတာအဲ့တော့အဓိကဒီရဲ့ lymph node ကဘာလုံးမှာလဲဆိုခါကြတော့တကယ်တော့ခန္ဓာကိုယ်ဖြစ်ရောဂါဖြစ်စေမဲ့ဟာတွေခန္ဓာကိုယ်အတွက်မကောင်းတဲ့ဟာတွေကိုစင်ထုတ်တဲ့ acid ထုတ်တဲ့နေရာလေးချက် point လေးပေါ့เนาะသူက gate gate ပေါက်လေးလို့လုံးမှာပေါ့အဲ another ခွာ spleen ဒီ spleen လေးကဘာလုံးမှာလဲဆိုတော့တကယ်တော့ဆဲတွေအကုန်လုံးကသူတို့ရဲ့တက်တန်းရှိရဲအဲ့တော့ ဘယ်ဆဲလီတွေဥပမာဆိုရင် twin ni ဦးလေးတွေ twin ni ဦးလေးတွေကကြတော့သူ့ရဲ့တက်တန်က120ရရဲ့ပဲရှိရဲ့အဲ့တော့အဲ့ဒီ120ရပြည့်သွားပြီဆိုရင်ဒီဆဲလီတွေကတည်သွားတယ်အဲ့တော့အဲ့လိုမျိုးဒီသူ့ရဲ့ function ကိုမလုံးနိုင်တော့တဲ့ဟာလေးဆဲလီတွေကအသက်ကြီးလာပြီးပြီးတော့တည်သွားပြီဆိုရင်သူတို့ရဲ့လှုပ်ဆောင်ရမယ့်ဟာကိုမလုံးနိုင်တော့အဲ့တော့ twin ni ဦးလေးတွေကလည်း120ရပြည့်သွားပြီဆိုရင်သူတို့ကအောက်ဆီဂျင်တွေကိုမတည်နိုင်တော့အဲမတည်နိုင်တော့ခါကျသူတို့အဲ့လိုမျိုးတည်သွားတဲ့ဆဲ ဲလေးတွေအလုံးမလုံးနိုင်တဲ့ဆဲလေးတွေကိုပြုတ် fitter ဆိုခါကြစစ်ထုတ်ပြီးတော့မှရှင်းထုတ်မှာပဲ။ကောင်းကရှင်းထုတ်မှာလဲဆိုတော့ spleen ကရှင်းထုတ်မှာ။အဲ့တော့ဒါ lymphatic system နဲ့မှာပါတဲ့ဟာလေးထည့်လိုက်မယ်။အဲ့တော့ primary lymphoid organ ကဘာလဲဆိုတော့ခါကြတော့ bone marrow နဲ့ thymus ။အဲ့တော့ bone marrow ကဘယ်နာမှာရှိရလဲ။ အင်းယိုရင်းချီစီအဲ့တော့ယိုရင်းချီစီကကြတော့သူကဒီရဲ့အယိုးတဲ့အခောင်းလေးဟုတ်တယ်မလား skeleton system တော့ကပါတယ်အဲအဲ့ဒီရဲ့ဘုံမဲတွေကနေပြီးတော့မှဒီရဲ့ twin knee ဦးလေးတွေ twin foot ဦးလေးတွေထုတ်တယ်အဲ့ဒါကြောင့်မို့သူကအဓိက primary lymph organ system မှာပါတယ်ကဲခဏတော့က thymus ကနေပြီးတော့မှဘာထုတ်လဲ T cell တွေထုတ်အင်း thymus က T cell တွေထုတ်တယ်အဲ့တော့အဲ့ဒီ T cell တွေကဘယ်ထဲမှာပါလဲ T cell ကဘာ cell မျိုးစားလဲ white blood cell อืม white blood cell အဲ့တော့ white blood cell ဆိုတော့သူတို့ရဲ့ function ကဘာဖြစ်မှာလဲအာ infection တွေကိုခုခံမှာอืม infection တွေကိုခုခံမှာအဲ့တော့ immune system เนาะခုခံ immune system ထဲမှာလည်းပါမယ်အဲ့တော့အဲ့ဒီရဲ့ primary lymphoid organs အဓိက primary ကပုံမဲ့ရုံးနဲ့ thymus ဖြစ်မယ်နောက်တော့ secondary secondary ကတော့ကျန်တဲ့ဟာတွေဖြစ်မယ်ဘာတွေလဲ lymph nodes တွေနောက်တော့ဒါဒီရဲ့ pharynx patches ဆိုတာကြာတို့ small intestine မှာရှိတဲ့ဟာလေးတွေတို့ကအဆီကိုစုံမဲ့ကောင်လေးတွေခါလုံးကပါခဲ့တယ်တို့က fat တွေကို absorb လုပ်မယ်ဆိုတော့ဘယ်ကောင်လေးတွေက absorb လုပ်မှာလဲဆိုတော့ဒ ဒါလေးတွေအဆုံးလုံးပါပြီးတော့တောက်ဆက်ကဲတီချဲရိုးရဲ့ဒီရဲ့အာဒီရောင်တာတွေဘာတွေကြားဘူးလားအာဒီရောင်ဘူးလားလဲချောင်းတာတွေအာဒီရောင်တာတွေโอเคบาจ้างเลยซอตูเนี่ยအပြင်က infection တွေကိုဝင်လာတဲ့အချိန်မှာတူကအဲ့ဒါကြီးထိတဲ့အတွက်ကြောင့်အဲ့တော့ဒီ RD ကအပြင်က infection ဆိုတော့ဘယ်လမ်းကြောင်းကနေလာမယ်ထင်လဲဒီရဲ့ RDC ကိုရောက်ဖို့အတွက် infection တွေอ่ะ ဇက်လမ်းကြောင်း Okay ဗဇက်ထရနေလာမယ်။ကဲဗဇက်ကဘာကြီးလုံးတဲ့အတွက်ကြောင့်မို့ဒီရဲ့ infection တွေကလာမှာလဲ။စကားပြောလို့ပါ။အမင်းစား။อืมစကားပြောလို့စကားပြောတဲ့အချိန်မှာဘာကြီးဖြစ်သွားလဲ။ ဒီမဆက်တဲ့ဝင်တော့ဗာ။အော်။အင်းလေးနေဝင်လာတာ။အဲ့တော့လေတဲ့ကယောဂပိုးတွေကိုဒီရဲ့အာဒီကဖမ်းပေးတဲ့အတွက်ကြောင့်မို့နော်အတွင်းထဲကိုမရောက်တော့အောင်လို့အဲ့တော့ရောင်းနေ။ကဲအဲ့တော့လေပဲလား။လေကနေပဲလာမှာလား။ဒီရင် infection တွေကဘယ်ကနေလာနိုင်လိမ့်လဲ။အတွင်းထဲကနေအတွင်း ေခဏတော့တရားဖြစ်လိုက်တယ်အစာအစာတောက်တရားနေလာမှာအဲ့တော့ food တွေထဲမှာအဲ့မှာခဏကိုယောဂဖြစ်မဲ့ဟာဒီပိုင်းလေးတွေထဲမှာခဏကိုယောဂဖြစ်မဲ့ infection ဖြစ်မဲ့ bacteria တွေ virus တွေပိုင်းခဏကိုလည်းမရအောင်ဘယ်သူကလှုပ်ဆောင်ပေးပါလဲဆိုတော့ခကြတည်းရဲ့အာဒီလေးကဖန်ထားပေးမှာအဲအဲ့အကြောင်းမို့သူကဘယ်ထဲမှာပါရလဲဆိုတော့ live organ scan မှာပါမှာအဲ့တော့သူက immune system နဲ့ဆက်ဆက်တယ်အဲ့တော့ immune system နဲ့ဆက်တတ်တယ်ဆိုတော့ခကြတော့ live organ scan မှာ ာပါမယ်ပြီးတော့နောက်တစ်ခုကဘာဖြစ်မှာလဲတခြား mucosa associated lymphoid tissue တွေအဲ့တော့တခြားဟာတွေရှိသေးရဲ့အဲ့တော့အဲ့ဒီဟာတွေက secondary lymphoid organ တွေမှာပါမယ်အဲ့တော့အရေးကြီးရဲ့ပထမ primary ကတော့အဓိကပဲကောင်းအောင်လုပ်မှာလဲဆိုတော့ bone marrow နဲ့ thymus ကလုပ်မယ်အဲ့တော့ lymph ခဏတော့တစ်ချက်တော့ပြောခဲ့တယ်ဒီရဲ့ limb လေးတရားဖာလေးတွေလဲဆိုခါကြ limb ဆိုတာအရေလေးတွေပဲအဲ့တော့ဒီရဲ့ limb ရဲ့အရေလေးကိုဘာလို့ခေါ်လိုက်လဲဆိုခါကြသူက lymphatic system နဲ့ဆိုင်တဲ့အတွက်ကြောင့်မို့ lymphatic fluid လို့ခေါ်လိုက်တယ်သူကကြတော့သူ့ရဲ့အရာကိုကြောက် clear to white fluid တဲ့အကြည်ရောင်ဒါမှမဟုတ်ရဲ့အဖြူရောင်လေးရှိရဲ့အဲ့တော့ဒီကျဲတော့ဆက်လို့ဒီရဲ့ lymphatic system က circulatory system နဲ့ဆက်ဆက်တယ်လေပြောသေးရဲ့ circulatory system မှာတွေးရတာဘာရောင်လဲ ဘာတွေးအနီရောအရင်တွေးနေရအနီရော red color red fluoride red color fluoride ဖြစ်မှာဒီမှာကြောင့် clear to white fluoride ဆိုတော့ခါကြတော့ red plus အဲမှာပါပဲ ਨੇ red plus အုံးဒီပါလို့ ဟုတ်တယ် red blood cell တွေမှာပါဦးသူက circulatory system နဲ့ဆက်ဆက်ပေမဲ့သူ့မှာကြတော့ white blood cell lymphocyte လို့ခေါ်တဲ့ white blood cell တွေပဲပါတယ်အဲ့တော့ဒီကောင်ကလည်းဒီရဲ့ lymphatic system ခန္ဓာကိုယ်တခြားလုံးကိုစီစဉ်နေအဲသူ့မှာဗာနဲ့စီစဉ်မှာလဲဆိုတော့ခါကြသူက blood vessel တွေလိုမျိုး lymph ဆိုတော့ခါကြတော့ lymph vessel တွေနဲ့စီစဉ်နေစီစဉ်တဲ့အချိန်မှာသူ့ကို gate gate လေးတွေရှိမယ်เนาะဒီရဲ့စီစဉ်လာတဲ့ lymph နေထဲမှာ ခန္ဓာကိုယ်ယောဂဖြစ်မဲ့ဟာတွေမကောင်းတဲ့ဟာတွေပါမလားဆိုတဲ့ gate လေးတွေရှိမယ်အဲ့ဒါလေးတွေကပါလဲဆိုတော့ခါကြတော့ lymph nodes လေးတွေအဲ့တော့ဒီ share ကိုဒီမှာကြည့်မယ်အဲ့တော့ခါကြတော့ဘလူတွေတွားနေမှာလဲခဏတော့ပြောခဲ့တယ်ဒီရဲ့ lymphatic က tissue ကနေပြီးတော့မှပိုတဲ့အရေးတွေကို absorb လုပ်ပြီးတော့မှတွေးကြောတွေစီကိုပြန်ပို့တယ်လို့ပြောတယ်အဲ့တော့ဒီမှာကြည့်ရအောင်အဲ့တော့ဒီမှာ tissue လေးတွေရဲ့ tissue လေးတွေနဲ့တွား lymph ဒီရဲ့ vessel လေးတွေကကက်နေတာကက်နေတဲ့အတွက်ကြောင့်မို့ဒီရဲ့ lymphatic vessel လေးတွေကကက်နေတဲ့အတွက်ကြောင့်မို့ဒီ tissue တွေကပိုနေတဲ့အရေးလေးတွေကို तू က absorb ဆုပ်ယူလိုက်တာဆုပ်ယူပြီးတော့မှ तू ကဘယ်ကိုပို့ရတယ်လဲခဏတော့ငါသိခဲ့တယ်တွေးတဲ့ကိုပို့ อืมตุ้ยแท้โอปูราไอ้อาจารย์ดีมั้ยตูเนี่ยแก่แยกอ่ะตุ้ยจ้อลีดิရှိมั้ยติชูดิရှိมั้ยအဲ့ဒါတွေရှိမယ်ဒီမဲ့အစိမ့်လေးတွေကကြတော့ lymphatic vessel lymphatic vessel လေးတွေမှာဘာကြီးရှိမှလဲဆိုတော့ lymph เนาะပြင်ရည်ကြောလေးတွေရှိမယ်ကဲ lymph ကဘာအရာရှိမှလဲဒီရဲ့ lymphatic fluid တွေက to white color ရှိမယ်။ကြည့်တော့ full နဲ့ပတ်သက်တဲ့ absorption absorption ဆိုတော့ full ဆိုတော့တကယ်လို့စားလိုက်တဲ့အစာစားတွေထဲမှာဘာတွေပါမလဲ။ protein တွေပါ carbohydrate တို့ protein တို့ lipid တို့ပါမယ်အဲ့တော့ carbohydrate တွေပါမယ်ကဲဒီမှာဆိုရင် amino acid လို့ရေးထားတယ် amino acid ကဘာဖြစ်မလဲအမီနိုအက်ဆစ်တွေဖြစ်လာမှာ င်းဟုတ်တယ်အမီနိုအက်ဆစ်တွေကိုပတ်တိုက်ခြင်းတွေနဲ့ဆက်လိုက်ရင်သူကပရိုတင်းဖြစ်လာမှာအဲ့တော့ကြာဒီမှာဆိုရင်လည်း long chain fatty acid ရှိရယ်အဲ့တော့စားလိုက်တဲ့ဟာတွေကဒီဟာဒီဟွာတွေ အဆိုင်ဒီတဲ့ကနေချိဖြစ်မယ်ပြီးတော့ဥကိုရောက်သွားမယ်အဲ့တော့ခန့်တော်ကပြောခဲ့တဲ့ small intestine ဒါ small intestine က free line လေးအဲ့တော့ small intestine မှာဆိုရင်လည်း capillaries လေးတွေရှိတယ်နောက်တော့ဒီရဲ့ limb ကနေပြီးတော့မှ fat တွေကိုအဆီတွေကိုစုပ်တယ်လို့ပြောခဲ့တယ်အဲ့တော့ဒီရဲ့ limb လေးကဘယ်မှာရှိမှာလဲ limb vessel လေးကဘယ်မှာရှိမှာလဲဆိုတော့ဒီရဲ့ small intestine free line လေးရဲ့ capillaries တွေနဲ့ကဲ့ရဲ့အလဲလေးမှာရှိမှာအဲ့တော့ဒီခါကျတော့ဒီရဲ့ဟာနေပြီးတော့အစာချိပြတ်တဲ့ဟာတွေကဒီရဲ့ free line နေ စီရောက်လာတဲ့အချိန်မှာ nutrients တွေဟိုကကြော blood vessel လေးတွေကစုပ်ပြီးတော့မှ fat တွေဟိုကကြတော့ဒီရဲ့အစိမ်းရောင် lymph vessel လေးတွေကစုပ်လိုက်တယ်အဲအဲ့လိုပဲတချဲရဲ့ဒီရဲ့နေရာတိုင်းမှာခန္ဓာကိုယ်တလျှောက်ကိုဒီရဲ့ lymph vessels တွေကသွားပြီးတော့မှလိုအပ်တဲ့ဟာတွေပို့ပေးနေတယ်။အဲ့တော့သူရဲ့ function function ကကြတော့ခန္ဓာကတည်ခဲ့တဲ့အဆီတွေကိုစုပ်မှာ။အဲ့တော့အဲ့ဒီအဆီတွေကဘယ်ကနေလာတဲ့အဆီတွေလဲဆိုတော့ဘယ်ကနေလာတဲ့အဆီတွေလဲ။ small intestine အင်း small intestine ကိုသွားမှလေအစီအရဘယ်ကနေရလဲဒီချေရုခန္ဓာကို อืมอาสาสาอันนี้ยาเลยเออไอ้อาสาสาโอ้เบสซิสเต็งก็เลุไล่ตาเลยสอไดจเจสติสซิสเต็งก็นี่ไปมาฉีพ่นไล่ตาฉีพ่นไล่ลงยาละลิปิสเตโอ้ดีเอสมอลอินเตสเต็งมาเบกางก็ลงมาเลยสอเลฟเฟติสซิสเต็งก็อับซอลงมาแกเออเอาซุบีตวายบีซุบีตวายบีสอยินตัวเบโอ้ทรานสโพลงมาเลยสอบลัสตรีนี่เด้โอ้โพซอ ပြန်ပြီးတော့မှ transport လုပ်မယ်ဒုတိယတစ်ခုကကြတော့ဒီရဲ့ body tissue တွေကနေပြီးတော့မှပူနေတဲ့အရည်တွေကိုသူကပြန်ပြီးတော့မှစုပ်ယူလိုက်မယ်စုပ်ယူပြီးတော့မှဘယ်ကိုပို့မှလဲဆိုတော့သူကတွေးတဲ့ကိုပို့မှအဲကြောင့်ဒီချေတော့ပထမဆုံးအကျဉ် definition မှာဒီရဲ့ lymphatic system ကကြတော့ဒီ circulatory system ရဲ့ complementary ဖြစ်တယ်လို့ပြောခဲ့တယ်။ဘာကြောင့်မို့လဲဆိုတော့ဒီမှာဆိုရင်လည်းအစီတွေကိုစုပ်ပြီးတော့မှ blood stream နဲ့ပို့တယ်။နောက်တော့ဒီရဲ့ဟိုမှာဆိုရင်လည်းပို့နေတဲ့ body tissue က ော့ fluoride တွေကိုလည်း absorb လုပ်ပြီးတော့ဘယ်ကိုပို့ပါလဲဆိုတော့ bloodstream နဲ့ပို့မယ်။အဲ့တော့အဲ့ဒီရဲ့ fluoride တွေကကြတော့ဒီကလည်းဒီရဲ့ lymphatic system လေးတွေကိုဖြတ်သွားမှာ။အဲ့တော့ lymphatic system လေးမှာဖြတ်ပြီးတော့မှဘယ်နေရာ fit တာလုံးပါလဲ။ gate လေးတွေကဘယ်ကောင်လေးတွေလဲ။ lim လေးထဲမှာမကောင်းတဲ့ဟာတွေပါလာရင်သူကသားဖို့အတွက်ဘယ်ကောင်လေးတွေအလုံးလုံးလဲ lymph အဲ့ဒီ lymphocyte လေးတွေမှာ white blood cell အဲ့ဒီ ဟုတ်ဖိုင်ဖလက်ဆဲမဟုတ်တယ်ဟုတ်လေအဲဒီမဲ့ဒီအစိမ်းရောင်လေးကနေပြီးတော့ထားလိုက်တော့ဒီကနေ limb ဖက်ဆက်လေးတွေကမာဒီရဲ့ limb limb လေးတွေကရောက်လာပြီရောက်လာပြီတူကဘယ်ကိုရောက်มาလဲဆိုခဏကိုအနှံ့ကိုရောက်มาအဲ့တော့ခဏကိုအနှံ့ကိုရောက်ဖို့အတွက်တူရဲ့မကောင်းတဲ့ဟာတွေဒီရဲ့ damage cells တွေနောက်တော့ဟွာတွေ infection ပါမဲ့ pathogens တွေကိုဘယ် gate လေးတွေကတားมาလဲ fit တာလုံးมาလဲ fit တာလုံးတဲ့ဟာလေး ဟုတ်တယ် lymph nodes lymph nodes လေးက fitter လုံးမှာအဲကမူဒီရဲ့ fluid တွေက fitter စစ်ထုတ်လိုက်တယ်ဘယ်ဟာဘယ်ကောင်လေးကစစ်ထုတ်မှာလဲဆိုတော့ခါကြ lymph nodes လေးတွေကစစ်ထုတ်မှာအဲပြီးတော့မှ तू က lymphatic system တခြားကိုသွားခဲ့မယ်အဲတကယ်လို့ဒါ pathogens တွေကပါနေမယ်ဆိုရင်အဲ့ဒီရဲ့ဟွာလေးတွေက lymph node လေးတွေကဖမ်းပြီးတော့မှအကောင်တွေကိုဖျက်ဆီးလိုက်မှာဒီရဲ့ blood stream တွေကိုမဝင်ခင်ကိုဖျက်ဆီးလိုက်မယ် အဲ့အမှာ blood stream နဲ့ကိုတွေးနေတယ်ဟိုဘာတွေပဲရောက်သွားမှလဲဆိုတော့ခါကြတော့ဒီရဲ့တက်တက်ရှိရှိဖြစ်တဲ့ခန္ဓာကိုယ်ယောဂမဖြစ်တဲ့ lymph အရေးလေးတွေပဲရောက်သွားမယ်နောက်တစ်ခုကကြတော့သူက lympho lymphocyte တွေထုတ်တယ်တဲ့အဲ့တော့ lymphocyte ဆိုတာကကြတော့ဒီချေတို့ခန္ဓာတို့ကဒီရဲ့ white blood cells တွေအားတစ်ခုပဲအဲ့တော့ wbc ထဲမှာပါတဲ့ lymphocyte ပဲအဲ့တော့ဒီရဲ့ white blood cells တွေဒီရဲ့ဒီရဲ့ lymphocyte တွေကဘာလို့မှလဲဆိုတော့ခါကြတော့သူကရန်သူတွေလာရင်ဒီရဲ့ foreign invaders ဆိုတာအပြင်က bacteria တွေ virus virus တွေလာပြီဆိုရင်အကောင့်တွေကို destroy ဖြတ်စီပြင်မယ်နောက်တော့နောက်တစ်ခါဝင်လာရင်လည်းသူတို့ကိုမက်မိနေအောင်လုပ်ထားရဲအဲ့တော့ဒီရဲ့ခန္ဓာကိုယ်ထဲကိုနာစီချောင်းဆိုးဖြစ်စီမဲ့ virus လေးကဝင်လာတယ်ပထမတစ်ချိန် destroy ဖြတ်စီလိုက်တယ်ဖြတ်စီသွားပြီးတော့မှနောက်တစ်ခါလာရင်လည်းဒီကောင်မှာဆိုအောင် မမိနေအောင်ဒီဘဒူလေးတွေကလုံပါလဲဆိုတော့အခါကျတော့ lymphocyte လေးတွေကလုံမယ်အဲ့တော့အဲ့ဒီအားလေးတွေကအဲဒီရဲ့ body fluid cell လေးတွေတဲကိုမရောက်တော့အောင်ကောက်ွယ်မဲ့ကောင်လေးတွေက lymphocyte လေးတွေအဲ့တော့ဒီရဲ့ lymphocyte လေးကလုံတယ်ဆိုတော့အခါကျတော့ဒီရဲ့နမတ်တုံးကတချို့တို့တင်ပြီးတဲ့မြားဒီနေ့အပောင်းဝင်တင်ပြီးတဲ့မြားတွေမှာသူက bar system နဲ့ဆက်ဆက်နေလေ immune system reaction mm. ် immune system ထဲမှာပါမယ်เนาะခုခံအားတိုက်ခိုက်တဲ့ဟာဆိုတော့ defense လုပ်တာဆိုတော့ immune system ထဲမှာပါမယ်နောက်တော့ရော lymphocyte တွေကဘယ်မှာပါအောင်မလဲ circulatory อืม circulatory system မှာပါမယ် circulatory system မှာဒီချေတော့ blood တွေးလေးပါတယ်လေတွေးလေးတွေကဒီရဲ့ white blood cell လေးနဲ့ဖွဲ့စည်းထားတယ်ဆိုတော့သူက circulatory system immune system ကဲဒီမှာဆိုရင်လည်းတူတူပဲဒီရာလေးတွေက filter pathogens တွေကို filter လုပ်ပေးမယ်ဆိုတော့ခါကြာ immune system နဲ့မှာပါမယ်ဒီရဲ့ trip ပြီးတော့ tree တွေတဲကိုပို့ပေးမယ်ဆိုတော့ circulatory system မှာပါမယ်အဲ့တော့ဒါလေးက lymphatic system ရဲ့ function လေးအဲ့တော့တချို့မနာခင်ဒါလေးကြွချင်အောင် တော့ primary function မဟုတ်တဲ့ဟာလေးကဒီထဲမှာဘာဖြစ်မလဲ A B C D ကဲ digestive system ကနေလာတဲ့ fat တွေကို transport လုပ်တယ်ဆိုတော့ဟုတ်လား nephritic system ကတကယ်လို့ဒီအကြောင်းလေးပြောခဲ့လားနံပါတ်1အကြောင်းလေး ်တယ်ဒီ share တို့ဒီရဲ့ digestion system ကနေလာတဲ့ခြေဖြတ်လိုက်တဲ့ဟာတွေကဒီရဲ့ small intestine ကိုရောက်တဲ့ချိန်မှာဒီရဲ့ဟွာတွေကို fat တွေကို absorb လုပ်ပြီးတော့မှ blood vessel တွေပို့တယ်လို့ပြောခဲ့တယ်အဲ့တော့ transporting fat ဆိုတာခါကြတော့ absorb လုပ်ပြီးတော့မှပြန်ပို့တာပဲအဲ့တော့ဒီကြောင်းလေးကပြောခဲ့တယ်သူကမပြောခဲ့တဲ့ဟာမေးမှာဆိုအဲ့တော့ fit up blood and removing old blood cell တဲ့ဒီရဲ့အသက်ကြီးနေတဲ့ cell လေးတွေကို remove လုပ်တာဟော lymphatic system နဲ့ဆိုင်လာ ပြောခဲ့လား ြောခဲ့ပါတယ်อืมပြောခဲ့တယ်အဲ့တော့မမိလိုက်သေးလားဒီရဲ့ဟာလေးတွေကိုဘယ်ကောင်ဘယ် organs က remove လုပ်တာလဲဒီရဲ့ o cells တွေ damage cells တွေကို spleen ကအင်း spleen က remove လုပ်တာဆိုတော့ဒါကလည်း man နေပြန်ရောအဲ့တော့နမစင်လေးကြည့်အောင်အဲ့တော့ဒီရဲ့ tissue fluid တွေပိုနေတဲ့ဟာကိုသူကဒီ blood strain ကိုပြန်ပို့တယ်ဆိုတာကိုပြောခဲ့တယ်လားပြောခဲ့ပါတယ်ရှင် ပြောခဲ့တယ်အဲ့တော့ဒီကောင်ကလည်းမှန်နေတယ်အဲ့တော့ဒီရဲ့ lymphatic system မှာ digestive enzyme တွေထုတ်တယ်ဆိုတာကိုပြောခဲ့လားပြောခဲ့ပါဘူးမပြောခဲ့ဘူးအဲ့တော့ fashion brand ရဲ့ lymphatic system နဲ့မဆိုင်တဲ့ fashion ဆိုတော့အဖြေကဒီလေးဖြစ်မှာအဲ့တော့ digestive enzyme တွေကဘယ် system မှာထုတ်တာလဲ digestive digestive system အစထုတ်တာဒီ chain ODE ရဲ့ salivary saliva glands တွေပါမယ်အဲ့အနေအမိုင်းလေးစတီထုတ်မယ်ဟုတ်တယ်မလားပြီးတော့ gallbladder တို့ pancreas တို့ကနေပြီးတော့မှဒီရဲ့ lipase เนาะ acid ခြေဖြတ်မဲ့ enzyme တွေထုတ်မှာအဲ့တော့ဒီမှာဆိုရင်အဖြေရဒီကဲဒါလေးစဉ်းစားကြည့်ရအောင်အဲ့တော့ဒီ chain တို့ကဒီ swollen ဆိုရောင်နေမှာအဲ့တော့ limbs လေးတွေ lymph node labin တို့ဒီမဲ့ chain တို့မှာရှိတဲ့ဟိုအလေးတွေက limbs တွေမှာရောင်နေအကျိတ်လိုမျိုးလေးဆက်မိရဆိုရင်အဲ့က ဖောင်လေးကဘာလေးဖြစ်မလဲ lymph nodes ဖြစ်ပါ lymph nodes တွေဒီက infection လာတဲ့အချိန်မှာသူတို့ကအဲ့ကောင်လေးတွေကို filter လုပ်တဲ့ဖမ်းပေးရဲဖမ်းပေးပြီး destroy သူတို့ကအလုပ်ဒီကောင်လေးကိုဖျက်ဆီးဖို့အတွက်လုပ်တဲ့အတွက်ကြောင့်မို့သူတို့လေးတွေကရောင်းလာတာကဲအဲ့ဒါဆိုတာလေးရော ော့ chain hood ရဲ့ဟိုအရွယ်မရောက်တည်ခင်မှာ active အဖြစ်ဆုံး lymphoid organ လေးအဲအဲ့ဒီ lymphoid organ လေးကဘာတွေကိုထုတ်ပေးလဲဆိုတော့ခါကျတော့ T cells တွေကိုထုတ်ပေးရတယ်အဲ့တော့ဒီကောင်လေးကဘာ organ ဖြစ်မလဲ thymus thymus gland ဖြစ်မယ် thymus gland က T cell တွေကိုထုတ်ပေးရထုတ်ပေးပြီးတော့မှ T cells တွေဟာဘာအတွက်လှုပ်ဆောင်မလဲဘာလှုပ်တယ်လှုပ်ဆောင်မလဲ ဒီဆဲကဘာဆဲမျိုးစားလဲ white blood cell ပါရှင်อืม white blood cell ဆိုတော့ကကြာတော့ तू ကဘာ system မှာပါမလဲ infection immune system မှာပါပြီ infection တွေကိုခုခံပါอืมဟုတ်တယ် immune system မှာပါပြီးတော့မှ infection တွေကိုခုခံမယ်အဲ့တော့ဒါဘာလဲဆိုတော့ thymus ကဲ spleen ကကြာတော့ဘာလုံးလောက်တာလဲခဏတော့ကတိတ်ခဲ့တယ် ကိုဘလတ်တွေကိုရှင်းထုတ်တာအင်းအိုဘလတ်တွေကိုရှင်းထုတ်တာအဲ့တော့ဒီ yes plain ကြီးတာပြက်စီးသွားမယ်ဆိုရင်ဘယ် function ကိုမလုံးနိုင်တော့ဘူးလေ ABCD တဲ့ချင်းอืม C ဟုတ်တယ်အဲ့တော့ဒီရဲ့ overblessing တွေကိုတူတူမဖယ်နိုင်တော့ဘူး အဓိကကသူရဲ့ function ကဒါတွေကိုဖယ်တာမို့လို့အဲ့တော့ဒီ spring ကအာယောဂရရွားပြီး am rapture ပြည့်စုံသွားပြီဆိုရင် C ဒီရဲ့ own blood cell တွေကို fit တာမလုပ်နိုင်တော့ဘူးမဖယ်နိုင်တော့